Jeff Bezos ပြောတဲ့အမှန်တကယ်တိုးတက်အောင်မြင်စေမယ့်နည်းလမ်းများဘီလီယံနာတထိပ် Jeff Bezos ကိုတော့ပရိသတ်ကြီးတော်တော်များများသိကြမယ်လို့ထင်ပါတယ်။သူဟာ e-commerce company ကြီးဖြစ်တဲ့ Amazon company ကိုတည်ထောင်သူတစ်ယောက်လည်းဖြစ်ပါတယ်။သူတိုးတက်အောင်မြင်လာတဲ့နည်းလမ်းတွေကိုအခုလိုပဲမျှဝေလာခဲ့ပါတယ်။သူဟာအရင်ကနယူးယောက်မြို့ကဘန်နာရေးကုမ္ပဏီတစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။အဲဒီကုမ္ပဏီမှာတိတ်ကိုစမှတ်ကြပြီးထက်မြက်တဲ့သူတွေအများကြီးရှိပါတယ်။ ပြီးတော့သူတိတ်ကိုလေးစားအားကြအတူယူရတဲ့ဘီလီယနာတထေးကြီးတယောက်လည်းရှိပါတယ်။အဲ့ဒီတထေးဟာသူ့ကိုရှေ့ဆောင်လမ်းပြပေးခဲ့ပါတယ်။သူ့ကိုအရင်ဆုံး online ပေါ်ကနေစာအုပ်တွေရောင်းခိုင်းပါတယ်။ဒီအကြံဟာတိတ်ကိုကောင်းတဲ့အကြံဉာဏ်တစ်ခုဖြစ်ပါတယ်။လူတော်တော်များများဒါကိုမစင်စားမိပါဘူး။စာအုပ်ဆိုင်ဖွင့်ပြီးရောင်းဖို့ပဲတွေးနေကြတာပါ။သူတထေးဟာသူများနဲ့မတူတဲ့အကြံကောင်းကိုထုတ်နိုင်ခဲ့ပါတယ်။ဒီလို online ပေါ်ကနေစာအုပ်တွေရောင်းချမယ်ဆိုတဲ့အကြံကိုကြားတော့ သူတိတ်ကိုအံ့ဩချီးကျူးမိခဲ့ပါတယ်။တာမန်လူတွေမတွေးမိလောက်တဲ့အကြံကိုတွေးနိုင်တာကြောင့်သူတတိယကိုအများကြီးချီးကျူးမိတယ်လို့ပြောပါတယ်။တကယ်လို့မင်းမှာအလုပ်တစ်ခုရှိမယ်။ဒါမှမဟုတ်ရည်မှန်းချက်တွေရှိမယ်ဆိုရင်ဘယ်တော့မှဇွဲမလျှော့ပဲဖြစ်မြအောင်အကောင့်ထဲပေါ်ပါ။ပြင်းပြတဲ့စန္ဒတွေဝိရိယတွေထားရှိပြီးတကယ်ကြိုးစားလုပ်ပါလို့ဂျက်ပီဇော့ကပြောပါတယ်။ဒေးဗ်ဆိုတဲ့လူတစ်ယောက်ဟာလွန်ခဲ့တဲ့25နှစ်လောက်ကဂျက်ပီဇော့နဲ့ဆုံခဲ့ပါတယ်။ သူဟာဒေးကိုကော်မဏီတခုမှယင်းနီမြုံနံဖို့ပြောပါတယ်။တနေရရာမှာယင်းနီမြုံနံမှာစွန့်စားပါအကျိုးအမြတ်တခုခုတော့ရလာမယ်လို့သူဟာပြောခဲ့ပါတယ်။ပြီးတော့လဲသူ့ဘဝကိုအွန်လိုင်းပေါ်မှာစာအုပ်ရောင်းချတာကစပြီးအောင်မြင်လာတာလို့ပြောပါတယ်။ Amazon ကော်မဏီကြီးအောင်မြင်လာတာကအွန်လိုင်းပေါ်ကနေစာအုပ်တွေစတင်ရောင်းချတာကစတာပါ။ဘာပဲလုပ်လို့ရဲရဲလုပ်ပါကြရှုံးမအောင်မကြောက်ပါနဲ့။မလျှော့တဲ့ဇွဲနဲ့ကြိုးစားပါကား ဒီနေ့မှာမထင်မှတ်ထားလောက်အောင် အောင်မြင်မှုတွေရလာမယ်လို့ပြောပါတယ်ရဲရဲဝံ့ဝံ့စူးစမ်းလှုပ်ဆောင်မှာကဒီနေ့ကဘာပေါ်မှာအချမ်းသာဆုံးပုံကိုယ်တူဖြစ်လာမယ်လို့သူကအားပေးခဲ့ပါတယ်အရင်ကအကျွေးရှိတဲ့လူတစ်ယောက်ဟာအခုကဘာပေါ်မှာအချမ်းသာဆုံးဘီလီယံနာတထည်ကြီးတစ်ယောက်ဖြစ်နေပါပြီအရင်ကဒေါ်လာ100ဘီလီယံမပြောနဲ့အကျွေးတွေတင်နေတဲ့တာမန်လူတစ်ယောက်ဟာအခုတော့ဒေါ်လာ100ဘီလီယံနီးပါးကျွဲဝချမ်းသာနေတဲ့ထိတ်တန်းတထည်ကြီးတူဖြစ်နေပါပြီသူ့ဘဝကို အွန်လိုင်းပေါ်ကနေစာအုပ်ရောင်းတာကနေစတင်ခဲ့တာဖြစ်ပါတယ်။သူ့ဘဝကိုရဲရဲဝံ့ဝံ့ဆွမ်းဆွမ်းတမန်အကောင့်ထဲပုံနိုင်ခဲ့တာကြောင့်အခုတော့လူတိုင်းအားကြလေးစားအတူယူရတဲ့ကဘာကျော်ဘီလီယံနာတထည်တူဖြစ်နေခဲ့ပါပြီ။လူတွေကအစတော့သူ့ဘဝအကြောင်းကိုကြားတော့လှောင်ပြောင်တယောခြင်းကြပါတယ်။သူ့ဘဝချမ်းသာလာတာစာအုပ်ရောင်းတာကစတယ်လို့ဆိုတာကြောင့်ပါ။တကယ်တော့ဒါရေစရာမဟုတ်ပါဘူး။အတူယူစရာတစ်ခုပါ။ ကိုအောင်မြင်ရမယ်လို့ယုံကြည်ထားတဲ့အရာတစ်ခုကိုတွန့်ဆုတ်မနေပဲစိတ်သက်ခိုင်ခိုင်မာမာနဲ့အကောင်အထည်ဖော်နိုင်မှာကတနေ့မှာအောင်မြင်မှုတတဖူးကိုစောင်းနိုင်မှာဖြစ်ပါတယ်။ Jeff Bezos အခုလိုပြောတော့လူတွေလည်းသဘောကျပြီးလက်ခုပ်ဩဘာတီချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ဘယ်အလုပ်ကိုမဆိုဇွဲကြီးကြီးထားပြီးလုပ်ပါ။လုံးဝအောင်မြင်ရမယ်ဆိုတဲ့ရေရှည်ရည်မှန်းချက်ထားပြီးလုပ်ကြင်မှာကတင်တနေ့အောင်မြင်လာမှာပါ။ဘယ်အလုပ်ကိုမဆိုပေါ့ပြက်ပြက်မလုပ်ပါနဲ့။တင်လုပ်ရည်ကိုင်ရင်ပုံမူတည်ပြီး အချိန်တစ်ခုရောက်ရင်တင့်ဘဝအောင်မြင်မှုပန်းနိုင် ကိုခေါ်ဆောင်သွားနိုင်မယ်လို့သူကပြောပါတယ်ကျွန်တော်ဟာဘယ်တော့မှကျွန်တော်ဆုံးဖြတ်ချက်တွေအတွက်နောင်တမရခဲ့ပါဘူးအကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ပဲကြိုးစားပါတယ်ဆုံးဖြတ်ချက်တိုင်းကြိုးစားမှုတိုင်းအတွက်တန်တရားမဝင်ပါဘူးအောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့တန်ဒိဋ္ဌံချပြီးလောက်တာကြောင့်အမြဲအောင်မြင်မှုတွေရခဲ့ပါတယ်လို့သူကပြောပါတယ်ကျွန်တော်ငငယ်ကကားပစ္စည်းတွေနဲ့ပတ်သက်ပြီးဆက်ဆက်တီထွင်သူတယောက်ဖြစ်ချင်ခဲ့ပါတယ်ကျွန်တော်က တီထွင်ဖန်တီးရတဲ့အရာတွေတော်တော်များများဝါသနာပါပါတယ်။ဘီလက်မြေဖြောတာနောက်ဆုံးမုံဖောက်တာတွေလည်းကျွန်တော်ဝါသနာပါခဲ့ပါတယ်။ကျွန်တော်ငငယ်ကစစ်သားတွေကိုလည်းတိတ်ကိုသဘောကျပါတယ်။ချစ်လဲချစ်ပါတယ်။သူတို့ရဲ့ရဲစွမ်းတက်တီတွေကိုလည်းတိတ်ကိုသဘောကျနှစ်သက်ခဲ့တာပါ။ပြောချင်တာကဘယ်အရာမှမဆိုဝါသနာပါလို့ရတယ်။သဘောကျလို့ရတယ်။ယူသွလို့ရတယ်။ဒါပေမဲ့ကိုဖြစ်ချင်တဲ့အရာတစ်ခုကိုဂါဂနာနာတေချာရွေးချယ်ပြီး အကောင်းဆုံးတေချာလှုပ်ဆောင်မှာကတနေ့မှအောင်မြင်မှုဆိုတဲ့တရဖူကိုစောင်းနိုင်မှာဆိုပြီးသူကအကြံပေးခဲ့ပါတယ်။အလုပ်ကိုစမတ်ကြကြကြိုးကြစားစားလုပ်ကင်မှာကအဲ့ဒီအကျိုးကျေးဇူးကတင့်ကိုအကောင်းဆုံးနေရာတစ်ခုရအောင်ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။တကယ်လို့တင်ဟာတင်ချာမှာတော်တယ်ဆိုရင်ဒါဟာတင့်အတွက်ကံကောင်းမှုတစ်ခုပါပဲ။သူများတွေကြောက်နေရတဲ့ဘာသာတစ်ခုမှာတင်ကတစ်ဖက်ကန်းခတ်အောင်တော်နေတယ်ဆိုရင်တင့်အတွက်မဟာကံကောင်းမှုကြီးတစ်ခုပါပဲ။ စိန်ခုံမှုများစွာကိုတင်ချာတွက်တယ်လို့မျိုးတွက်ဆပြီးဖြတ်တန်းကြော်လွားနိုင်မှာဖြစ်ပါတယ်။ဒါကတော့ဘုရားသခင်ကပေးတဲ့လက်ဆောင်တစ်ခုပါပဲ။တင်အုံနောက်ရဲ့အတွေ့အချက်စကေးကတာမန်လူတွေထက်အဆမတန်ကောင်းမွန်နေပါကပြဿနာတစ်ခုခုဖြစ်လာရင်လည်းလျင်မြန်စွာဖြေရှင်းနိုင် မှာဖြစ်ပါတယ်။ဒါဘုရားသခင်ပေးတဲ့မဟာအခွင့်အရေးကြီးဖြစ်တာကြောင့်ဒါကိုအောင်မြင်မှုတစ်ခုအဖြစ်အသုံးချဖို့တိုက်တွန်းလိုကြောင်းသူကပြောပါတယ်။ရုပ်ချောတာတို့အရက်ရှည်တာတို့ အတွေ့အချက်ကောင်းတာတွေဟာလူတိုင်းမရနိုင်တဲ့အခွင့်အရေးတွေဖြစ်ပါတယ်။ဒါတွေကိုကိုမရလို့လေစိတ်ပြက်အားငယ်စရာမလိုပါဘူး။လူတိုင်းမှာအလှကိုစီရှိပြီးသားပါ။ဒါတွေကိုစိတ်ပြက်အားငယ်နေမဲ့အစားကိုအားတန်ရာတစ်ခုကိုတေးချာရှာဖွေဖော်ထုတ်ပြီးအောင်မြင်မှုလမ်းစစီရောက်ရှိအောင်ကြိုးစားဖို့ပြီးစောကပြောပါတယ်။အရေးအကြီးဆုံးမှာကျင်တာစွန့်စားပါ။တွေးဝေမနေပဲစွန့်စားပါကအောင်မြင်မှုစီကိုလျင်မြန်စွာတွန်းပို့မှာဖြစ်ပါတယ်။စွန့်စားရမှာကိုမကြောက်ပါနဲ့။ လွှန့်စားမှုဟာအောင်မြင်မှုတွန်းအားတွေအဖြစ်ဆောင်ကျင်းပေးနိုင်မှာဖြစ်ပါတယ်။စိန်ခေါ်မှုတွေလွှန့်စားမှုတွေကိုတွန်းအားအဖြစ်ပြောင်းလဲမှုရေရှည်လက်မလျှော့ပဲဆက်ကြိုးစားသွားပါကတင်တနစ်အောင်မြင်မှုအခွင့်အလန်းတွေရရှိနိုင်မှာလို့ဘီဇော့ကပြောပါတယ်။နောက်တစ်ခုကအခွင့်အရေးပဲဖြစ်တယ်။ပေါ်လာကြုံလာတဲ့အခွင့်အရေးကိုတေချာလက်စုပ်လက်ကင်ဆောင်ရွက်ပါ။အဲ့ဒါတွေကနေတင့်ကိုအောင်မြင်မှုစီကိုခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။အခွင့်အရေးတွေကိုတွန်းဆုတ်မနေပဲ အကောင်းဆုံးလက်စွပ်လက်ကင်ကြိုးစားပါလို့ဘီဇော့ဟာတိုက်တွန်းထားပါတယ်။နောက်တစ်ခုကအမားတစ်ခုခုလှုပ်ထားမိသည်ဖြစ်စေကိုကြောင့်တစ်ခုခုမှားသွားတယ်ဖြစ်စေတောင်းမှန်ပါအမားကိုဝန်ခံပါဒါကလည်းအောင်မြင်သူတွေလှုပ်ဆောင်လေးရှိတယ်ဝန်ခံရဲတဲ့တက်တိတစ်ခုဆိုလည်းမမှားပါဘူးပြီးတော့အမားတွေကနေအောင်မြင်မှုခြေလန်းနေစီဆက်လျှောက်သွားပါခက်ခက်ခဲခဲစွန့်စားမလားဒါမှမဟုတ်ခက်ခဲမှုတွေစိန်ခေါ်မှုတွေကြားကနေဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်မလား အဓိကကတော့စိတ်သက်ခိုင်မာဖို့လိုပါတယ်ဒီလိုအခက်အခဲတွေကနေသင်ဘဝခိုင်မာလာအောင်စိတ်သက်မာကြောတန်မာလာတဲ့လူတစ်ယောက်ဖြစ်လာအောင်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်ပြီးတော့သင်ဘဝကိုတိုးတက်အောင် ဖန်တီးပေးမယ်ခွန်အားဖြစ်စေမယ့်ဤပညာတွေကိုအမြဲမြည်ဝဲပါသင်ဘဝအတွက်အထောက်အကူဖြစ်စေမယ်ခွန်အားဖြစ်စေမယ့်ဘ ഹു တုဒ္ဒတွေကိုလည်းအချိန်ရသလိုစူးစမ်းအားထုတ်ပါဂျူလီဗာတို့နီယူတန်တို့မက်တွင်ဂယ်လီလီယိုတို့စံနမူနာထားတုပပီး ထူးချွန်အောင်မြင်လာအောင်ဆောင်ရွက်ပါပြောချင်တာကတခုခုကိုအမြဲစူးစမ်းလေ့လာနေပါသူတို့ဆိုကိုမသိတဲ့အရာတွေကိုတေချာစူးစမ်းလေ့လာပြီးအောင်မြင်လာတာဖြစ်ပါတယ်ဘုရားသခင်ကပေးထားတဲ့ကိုမှရှိတဲ့လက်ဆောင်တွေကိုအကောင်းဆုံးအသုံးချပြီးဘဝကိုတိုးတက်အောင်မြင်အောင်ကြိုးစားပါအမြဲနည်းပညာတခုခုဖြစ်စေတခြားကိုဝါသနာပါတဲ့အရာ ဖြစ်စေလေ့လာသင်ယူပါဒါရရတနေ့နေ့မှာတင့်ဘဝတိုးတက်အောင်မြင်ဖို့အတွက်ဖန်တီးပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်